Hi, 皆さんこんばんは。ネイタス。私は今日ね、N5 Kanji 30 Days Challenge Day 29ပေါ့เนาะ。あ、29ရက်မြောင်းနေ့ကိုဆက်ပြီးတော့ကြာမှာဖြစ်ပါတယ်။ဒီနေ့ကတော့ဝါတရှိအစအဆုံးကို video double ထဲမှာ revision ဒုတိယအကြိမ်ထပ်ပြီးတော့ revision ပြန်ပြမှာဖြစ်ပါတယ်။ N5 Kanji Kanji Master စာအုပ်ရဲ့အခန်း1ကနေ15အထိစာအုပ်ထဲကအတိုင်းအစဉ်လိုက်ပါ။ဝါတရှိတင်နေတဲ့ပုံစံမဟုတ်ပါဘူး။စာအုပ်ထဲကအတိုင်းအစအဆုံးအစဉ်လိုက်ကို ဒီနေ့ည138လုံးလုံးကို revision ပြန်ပြီးမှဖြစ်ပါတယ်။အဲဒါဆိုရင်ဝေဒရှင်နဲ့အတူတူထပ်ပြီးတော့ကိုဖေးခန်းကြီးတွေရပြီလဲမရသေးဘူးလဲ check လုပ်ရင်းနဲ့ like ပြီးတော့ revision ပြန်ကြည့်ကြမယ်နော်။ ဲ့ဒီမှာဒါကတော့ဝတ္တိကြီးကခန်းကြီး138လုံးလုံးကို unfile level အစင်ရ138လုံးလုံးကိုဝတ္တိကြီးကလေရင်မှုလေးနဲ့ရေးထားတယ်ပေါ့နော်လေရင်မှုလေးနဲ့ရေးထားတာဖြစ်တဲ့ကြောင့်မလို့နည်းနည်းလေးကြည့်ရအစင်မပြေသွားရင်ဒီခံပြီးတော့ကြည့်ပါနော်ကိုယ့်အတွက်အကျိုးရှိမယ်ဆိုရင်တော့ဆက်ကြည့်ပါကြောက်ပြအစဝတ္တိကြီးကထပ်ပြီးတော့အတူတူ revision ပြင်ကြမယ် ichi ဆိုတဲ့ 1ni ဆိုတဲ့2 san 3 yon ဆိုတဲ့4 go ဆိုတဲ့5 ရော့ခုဆိုတဲ့၆ရှီချီဒါမှမဟုတ်ရှင်နာနာဆိုတဲ့၇ဟာချီဆိုတဲ့၈ကျူးဆိုတဲ့၉ဂျူးဆိုတဲ့၁၀ဣချီနီဆန်ယွန်ကော့ရော့ခုရှီချီဟာချီကျူးဂျူးနောက်တစ်ခုကတော့ဒါဒီယက်ခုဆိုတဲ့တရားပါဆန်းဆိုတဲ့တထမန်းဆိုတဲ့တသအန်းဆိုတဲ့ဂျပန်ယမ်းဖြစ်ပါတယ် ဒါကတော့စွခီဆိုတဲ့လာပါဂေဆိုယောဘီဆိုတဲ့တင်းလာနေမှာဂေဆုဆိုပြီးတော့လဲသုံးပါတယ်ဒါကတော့ဟီဆိုတဲ့မိပါခယောဘီဆိုတဲ့အင်္ဂါနေမှာခဆိုပြီးတော့သုံးပါတယ်နောက်တစ်ခုကမိဆူဆိုတဲ့ရေပါဆွီယောဘီဆိုတဲ့ဗုဒ္ဓဟူးနေမှာဆွီဆိုပြီးတော့သုံးပါတယ်ဒါတိခီဆိုတဲ့တစ်ပင်မှာမုခုယောဘီဆိုပြီးတော့လဲသုံးပါသေးတယ်အိုခနေဆိုတဲ့ပိုက်ဆံခင်ယောဘီဆိုတဲ့တောက်ချာနေမှာလဲသုံးတယ်စွချီဆိုတဲ့မြေကြီးဒိုယောဘီဆိုတဲ့စနေနေမှာလဲသုံးတယ် 日日ဆိုတဲ့န曜日ဆိ私を အာနိချီယောဘီဆိုတော့တနင်္ဂနွေနေ့မှာလည်းသုံးနေပေါ့နော်ပြီးတော့အဲယောဘီဘီဘီဆိုပြီးတော့လည်းရက်ဒီတိုင်းကနောက်ဆုံးခန်းကြီးအနေနဲ့လည်းသုံးပါသေးတယ်ဒါကတော့ဟစ်တူဆိုတဲ့လူပါဂျင်းဆိုပြီးတော့လူမျိုးမှာလည်းသုံးပါတယ်အာမေရိကဂျင်းမြန်မာဂျင်းနောက်တစ်ခုကကြနင်းဆိုပြီးအရေးအတွက်တွေမှာလည်းသုံးပါတယ်ဆန်နင်းစသဖြင့်ပေါ့နော်အာအီချီနဲ့တွဲရင်ဆိုရင်အာဝတ်တချီကိုတစ်ယောက်ထဲနှစ်ယောက်ထဲဆိုလို့ရှင်တော့အီချီနင်းနိနင်းမထွက်ဘူးနော်အာတစ်ယောက်ထဲဆိုလို့ရှင်ဟစ်တူရီတို့ဖူတာရီတို့သုံးပါတယ် နောက်တစ်ခုကတော့ဒါကခုချီဆိုတဲ့ဗဇက်ခန်းကြီးပါဒါဆိုရင်မဲဆိုတဲ့မျက်လုံးမိမိဆိုတဲ့နေရွက်ဖြစ်ပြီးတော့ တဲဆိုတဲ့လက်ပါခန္ဓာကိုယ်အစိပ်ပိုင်းနေပါဒါကတော့အရှိဆိုတဲ့ခြေတော့ခြေခါရဆိုတဲ့အင်အားဖြစ်ပါတယ်ဒါကတော့ယာမဆိုတဲ့တောင်မဓာတိခဝဆိုတဲ့မြစ်ပါပြန်ပြောပါမယ်ဓာတိဟိတုဆိုတဲ့လူလူမခုချီဆိုတဲ့ပဇက်ပေါက်ပါမယ်မဲဆိုတဲ့မျက်လုံးလည်းပါမယ်မိမိဆိုတဲ့နေရွယ်လည်းပါမယ်တဲဆိုတဲ့လက်လည်းပါတယ်လို့အရှိဆိုတဲ့ခြေောက်လည်းပါပါတယ်ပြီးရင်ခြေခါရဆိုတဲ့အာအင်လေးရှိနေမှာဖြစ်ပါမယ်ဘာလို့ဖို့လဲဆိုရင်ယာမဆိုတဲ့တောင်တက်ဖို့ဖူဂျီဆန်ဆိုပြီးဆန်ဆိုပြီးတော့လည်းသူ့ရဲ့အုံရုံမီလေးကိုထပ်မှတ်လို့ရ ရပါသေးတယ်။ဒါကတော့ရည်စီချောင်းပုံစံမျိုးလေးကိုမျိုးလုံးထဲမှာမြင်ကြည့်ခါဝါဆိုတဲ့မြစ်ပါ။ပစက်ပေါက်၄ပေါက်ဆက်လိုက်တဲ့အခါမှာဗောဒကြီးတို့အကွက်ရိုက်ထားတဲ့ပုံစံမျိုးမြင်ကြည့်ပါနော်။တဆိုတဲ့လေကွက်ခန်းကြီးဖြစ်ပါတယ်။ဒါကတော့အရှိဆိုတဲ့ကြောက်တုံးခန်းကြီးပါ။ဒါကဟာနာဆိုတဲ့ပန်းဖြစ်ပြီးတော့ဒါကတော့တခဲဆိုတဲ့ဝါခန်းကြီးပါ။ဒါဒီအမဲဆိုတဲ့မိုးခန်းကြီးဖြစ်ပါတယ်။ဒါဒီဥဝဲဆိုတဲ့အပေါခန်းကြီးဖြစ်ပြီးတော့သူ့ရဲ့ဆန့်ကျင်ဘက်ဒီရှိတာဆိုတဲ့အောက်ခန်းကြီးဖြစ်ပါတယ်။အိုင်းဆိုတဲ့ကျွန်တော်က ဘေးဒံပေါ့နော်ဝါသရှိတို့ဟီတာရီဟီတာရီဆိုရဲဘေးပေါ့နော်နောက်တစ်ခုပါဇက်ပေါက်ကနေဆိုရင်တော့ညာပြောမယ်ပေါ့နော်မိငိဆိုရဲညာပါဒါဒီတလေးရဲ့တူလေးရဲ့ခတာကနာရဲ့တရဲ့တူရဲ့ပေါ့နော်ဒီမှာဆိုရင်ဝါသရှိတို့ထပ်မှတ်ခြင်းသိရင်ခတာကနာမှာဝါသရှိတို့ဘာလေးနဲ့တူလဲဒီပုံစံလေးပေါ့နော်ဒီပုံစံလေးက နာလေးနဲ့တွေ့ရပေါ့เนาะအိုင်းဆိုရဲနာနေနဲ့နာလေးနဲ့အိုင်းလေးနဲ့တွေ့လိုက်တဲ့ခါမှာဒါဆိုရင်အာဘေပေါ့เนาะကျွန်တော်ကဘေတဲ့နာနဲ့ပါဇက်ပေါင်းနဲ့တွေ့လိုက်တဲ့ခါမှာညာဆိုရဲမိငိဆိုရဲညာဖြစ်သွားပါတယ်တရဲတွေ့ရဲနှစ်ခုပေါင်းလို့ရှင်เนาะစွတ်တိုးဆိုရဲအပြင်ခန်းကြီးဖြစ်ပြီးတော့သူဒီဂိုင်းဟုတ်ခုဆိုရဲနိုင်ငံခြားမှာဂိုင်းဆိုပြီးတော့လဲတုံးပါသေးတယ် သူနဲ့ဆန့်ကျင်ဘက်စွတ်တိုးဆိုတဲ့အပြင်ရဲ့ဆန့်ကျင်ဘက်ဒီဥချီဆိုတဲ့အတွင်းပေါ့အတွင်းဘက်မှာ9ဆိုပြီးတော့9ယောက်လည်းရှိပါသေးတယ်သူရောအရင်ဥယောင်မီသည်9လို့မှတ်လို့ရပါသေးတယ်ဒါကတော့အပေါက်ကြီးရဲ့အလယ်မှာဖြတ်သွားပြီဆိုမှတော့နတ်ကာဆိုတဲ့အထည်ကိုရပြီပေါ့ချူးတွေဂျူးတွေဆိုပြီးတော့လည်းသုံးပါသေးတယ်ဒီနှလုံးကိုတွဲမှတ်ပါမယ်ကတ်ခိုးဆိုတဲ့အကြောင်းမှာကတ်ခိုးဆိုတဲ့အကြောင်းမှာ နောက်တစ်ခုကကျတော့ဝါသရှိတို့ဂတ်ဆေးမှလည်းသုံးလို့ရပါသေးတယ်။ပြီးရင်သူတစ်လုံးနဲ့ဆိုလို့ရှင်တော့မနာဘူးဆိုတဲ့တင်ယူတဲ့ခန်းကြီးဖြစ်ပါတယ်။ဒီနှလုံးကိုလည်းတွဲမှတ်ပါမယ်။ဆန်းဆေးဆိုတဲ့ဆရာခန်းကြီးပါ။ရှိကတစ်လုံးနဲ့ဆိုလို့ရှင်ဝါသရှိတို့စခိဆိုတဲ့အရင်ဖြစ်ပြီးတော့ဒီနောက်ကခန်းကြီးလေးဆိုလို့ရှင်တော့ဆန်းဆေးရဲ့နောက်ကခန်းကြီးလေးဆိုရင်တော့အခိရုတို့ဥမာရဲတို့အသက်ရှင်နာတွေမွေးဖွားတဲ့နေရာမှာသုံးပါတယ်။ တရဲဗဇက်ကတရသည်နာမည်ပေါ့နာမအေးဆိုတဲ့နာမည်မှာနာဆိုပြီးတော့သုံးပါသေးတယ်ဘလို့လူတွေကိုတမှာလဲနာမည်ကြီးတဲ့လူတွေကိုပဲတမှာလဲယူမေအီနာနာမည်ကြီးသောဆိုမှာမေအီဆိုပြီးတော့လဲသုံးပါသေးတယ်ပြီးရင်ဒီခန်းကြီးလေးဒီခန်းကြီးလေးဆိုရင်ကကူရဲ့ခန်းကြီးနဲ့မှတ်မှားပါစေနဲ့ဒီမှာဆိုရင်အဆက်ကလေး30ရဲ့အောက်မှာခိုးဆိုတဲ့ကလေးလေးရှိရသည်ကကူဆိုတဲ့အကြောင်းမှာတက်ဆက်သေးရဲ့အောက်ကခိုးလေးတည်တော့စကြောင်းမှာတင်ရတဲ့ကြီးဆိုတဲ့စလုံးခန်းကြီးဖြစ်ပါတယ်ကကူကြီး ဒီနှစ်ခုမမပါနဲ့ခိဆိုတဲ့တစ်ပင်ကိုဖြတ်ပြီးတော့ရလာတာဒီဟွန်းဆိုတဲ့စာအုပ်ပါအဲ့တော့စာအုပ်ကင်နေတဲ့လူဒီဘာအကြောင်းကိုဖတ်နေရလဲဆိုရင်ခါရဒဆိုတဲ့ခနာကိုအကြောင်းကိုဖတ်နေတာပါဘာလို့ဖို့လဲဆိုရင်တိုင်းတာဖို့အတွက်ပါတိုင်းဆိုပြီးတော့လဲသုံးပါသေးရဲ့သူရဲ့အုံယောမိတိုင်းဆိုပြီးတော့လဲသုံးမယ်ပေါ့နောက်တစ်ခုလူတယောက်ဘလို့လိလဲဆိုရင်တော့အိုခီဆိုတဲ့ကြီးတဲ့လူပါသူရဲ့စံချင်ဘက်ဒီချီဆိုင်ဆိုတဲ့တီးတော်ပါတေယုတ်ပုံเจ้าကြီးကိုမျိုးလုံးထဲမှာမြင်ကြည့်လိုက်လို့ရှိရင်တာကားဤဆိုတဲ့မြင့်တော်ခန်းကြီးဖြစ်ပါတယ် ခိုးပြီးတော့မြင်ကြမယ်ပေါ့ခိုးဆိုပြီးတော့လည်းသုံးပါသေးတယ်နောက်တစ်ခုကကျတော့ဝတရှိတို့ဟီဒါရီတွေဟာဟီဒါရီမိငိဆိုတဲ့베리ညာကြီးပုံစံမျိုးအတူတူမှာမတားလေးထည့်လိုက်တဲ့အခါမှာတော့နှာလေးမှာမတားလေးထည့်လိုက်တဲ့အခါမှာတော့ဝတ္တရှိတို့တူမိုဒါချီဆိုတဲ့တငယ်ချင်းခန်းကြီးဖြစ်ပါတယ် လူနဲ့ဆန့်ကျင်ဘက်သည်ဝါတရှိတို့ဣရဲရူတို့ဟာရီရူတို့ဝင်နေခန်းကြီးဖြစ်ပါတယ်။ဝင်လာရဲ့ဆန့်ကျင်ဘက်ဆိုရင်တော့တောင်းတောင်းဆင့်ပြီးတော့ထွက်မယ်ပေါ့။ဒေမတ်စ်တို့ဒတ်စုတို့သုံးပါမယ်။ဒေရူဒတ်စုသုံးပါမယ်။နောက်တစ်ခုကတော့မွန်းဆိုတဲ့ဂိတ်ပေါက်ခန်းကြီးပါ။မွန်းဆိုတဲ့ဂိတ်ပေါက်မှာချီချီဆိုတဲ့အဖေရဲ့ဟဟဆိုတဲ့အမေရဲ့ရှိပါတယ်။ချီချီနဲ့ဟဟကမွေးလာတာကတော့ခိုးဆိုတဲ့ကလေးလေးပါ။ကလေးမှလည်းကြားမခွဲမယ်ပေါ့။ဒါသည်လေခွက်ထဲမှာအားနဲ့အိမ်နဲ့အလုပ်လုပ်မယ်ဆိုလို့ရှိရင်အိုတိုးခိုးဆိုတဲ့ယောက်ျားလေးဖြစ်ပြီးတော့ဒါသည်အွန်နာဆိုတဲ့မင်း ်ကလေးဖြစ်ပါတယ်။အိုခိကြီးတဲ့ခန်းကြီးအကြီးကြီးရဲ့အပေါ်မှာအဆက်ကလေးတင်လိုက်တာနဲ့အီနူးဆိုတဲ့ခွေးဖြစ်သွားပါတယ်။ဒါကတော့တူရီဆိုတဲ့ငှက်ပါ။ဒါကတော့တချိမဆိုတဲ့မတ်တရက်ပါမယ်။မတ်တရက်လာလို့ညောင်းရင်တော့ယာဆူမီမအနားယူမယ်ပေါ့။တစ်ပင်ရဲ့ဘီမှာလူတယောက်ဘာလုပ်နေလဲ။ယာဆူမီမအနားယူနေပါတယ်။နောက်တစ်ခုမျက်လုံးနဲ့ခြေထောက်ထောက်ပြီးတော့ဘာလုပ်မှလဲကြည်ပါပါ။မောဆိုတဲ့ဂိတ်ပေါက်လေးမှာမိမိဆိုတဲ့နေရွက်ကလေးကနေနားထောင်ပါမယ်ခီခီမတ်နားထောင်နေရမင်းမြန်တာဒါကတော့အီခီမတ်ဆိုတဲ့သွားတဲ့ခန်းကြီးဖြစ်ပြီးတော့ ဒါကတော့ခီမဆိုတဲ့လာတဲ့ခန်းကြီးဖြစ်ပါတယ်။ဒါကတော့အိမ်ကိုပြန်မမယ်။ခါအေဒီမဆိုတဲ့အိမ်ပြန်တာပါ။ခီဆိုတဲ့တစ်ပင်ရအပေါ်မှာအဆက်ကလေးနဲ့ဆက်ထည့်လိုက်တာနဲ့ခုံမဲဆိုတဲ့ကျွန်တော်တို့စားနေတဲ့ဆန်နေဖြစ်သွားပါတယ်။အမိုးရဲ့အောက်ကအာဒါဆိုရင်တော့မြက်ပင်ပေါ့နော်။မြက်ပင်ရဲ့ဘေးကအမိုးရဲ့အောက်ကဟိုနေရာလေးမှာအုတ်ချဆိုတဲ့နွေးချံတောက်ပါမယ်။ချဆိုတဲ့အုတ်ချခန်းကြီးပါ။ လူနှစ်ယောက်ပေါ်မှာဂျိုထွက်သွားပြီဆိုလို့ရှိရင်တော့ဒါသည်ဥရှိဆိုတဲ့နွားပါသူတို့နှစ်ခုကိုတွဲမှတ်ပဲပေါ့နော်ဒါသည်ဝတ္တကြီးတို့ခုနတော့ကဟာဥချိဆိုတဲ့ခန်းကြီးလေးပေါ့နော်ဒီမှာဥချိဆိုတဲ့ခန်းကြီးလေးဟာဥချိဆိုတဲ့အထဲပေါ့နော်အပြင်ပြီးတော့အတွင်းအတွင်းထဲမှာနောက်ထပ်လူတစ်ယောက်ထပ်ရောက်လာပြီဘာလို့ဖို့လဲဆိုရင်နိခုဆိုတဲ့အသားစားဖို့ပါဥရှိဆိုတဲ့နွားရဲ့နိခုဆိုတဲ့အသားရဲ့ပေါင်းလိုက်တဲ့အခါမှာအမေသားပေါ့နော်ဂီယုနိခုဆိုတဲ့အမေသားဖြစ်သွားပါတယ် ဲ့တော့ giu ဆိုပြီးတော့သူ့ရဲ့အုံယုံမိပါထပ်မှတ်လို့ရတယ်ပေါ့ဥရှိနွား giu niku အမေသား niku ဆိုတဲ့အသားပါလေခွက်တွေဘေးကရေထဲမှာဗားရီရှိမှလဲစကားနာဆိုတဲ့ငားတွေရှိမှပါငားတွေနေမလားဆိုတော့မဟုတ်ပါဘူးမျက်လုံးရှစ်လုံးပါတဲ့ခိုင်းဆိုတဲ့ခရူတွေလည်းရှိပါသေးတယ် ဒါကတော့ကောင်မလေးခန်းကြီးပါဒါကတော့ခိုးဆိုတဲ့ကလေးခန်းကြီးပါကောင်မလေးတွေကအောနာဆိုတဲ့ကောင်မလေးတွေကလေခိုးဆိုတဲ့ကလေးလေးတွေကိုစုကိကြိုက်ကြပါတယ်သဘောကျကြပါတယ်ဒါဆိုလို့ရှင်ဝတ်သက်ရှိတို့အာနွားကြီးကိုမျိုးလုံးထဲမှာမြင်ကြည့်လိုက်ပေါ့နော်ဒီလိုတက်တက်ဆိုရင်တော့နွားပေါ့သူကနည်းနည်းလေးစောင်းဆွဲလိုက်တာဆိုတော့နွားနွားရဲ့ဘေးမှာလေးရှုပ်ရှက်ခတ်နေတာဘာမှမသိတဲ့မိုးနိုဆိုတဲ့အရာတွေဘူးဆွဆိုတဲ့အရာတွေရှိပါတယ်။တစ်ပင်နှစ်ပင်ဆိုလို့ရှိရင်တော့ ဟာယာရှိဆိုတဲ့တစ်တော့ဖြစ်ပြီးတော့သုံးမင်ဆိုရင်တော့မိုရီဆိုတဲ့တော့အုပ်ကြီးဖြစ်သွားပါတယ်။မီးရဲ့လေခွက်ရဲ့လေခွက်တွေကိုမီးရှို့ပြီးတော့ဟာတာခဲဆိုတဲ့စိုက်ခင်းနေအဖြစ်ပြောင်းပါမယ်။တောင်ရဲ့ကြောက်တုံးရဲ့ဆိုရင်တော့အီဝါဆိုတဲ့ကြောက်ဆောင်ကြီးဖြစ်လာပါတယ်။ မတရက်တဲ့ဟိဆိုတဲ့နေပူကြီးထဲမှာမတရက်တဲ့ခါမှာအတန်နေထွက်လာပါတယ်။အိုတိုဆိုတဲ့အတန်မှာဒါပေမဲ့လူကထွက်တဲ့အတန်မဟုတ်ပါဘူး။တမဲတွေကထွက်တဲ့အတန်ဖြစ်ပါတယ်။အိုတို။နေရလရဲဆိုမှတော့အကာရူကြီးလင်းပြီပေါ့။လင်းနေခန်းကြီးဖြစ်ပါတယ်။သူ့ရဲ့စံချင်မှန်မှောင်တာအတန်နေကြရတဲ့နေ့မှာပဲမှောင်သွားပါတယ်။ခူရာကြီးဆိုတဲ့မှောင်သောခူရာကြီးအကာရူကြီးခူရာကြီး။ဗဇက်ကနေသုံးခွန်းဘာလို့မှလဲ။ EMAS ပြောပါမယ်။အပေါ်ကစုတ်တန်ခန်းကြီးပါ။အောက်ကနေခန်းကြီးပါ။စုတ်တန်တဲ့နေတိုင်း box ခါခီမာဆိုပြီးတော့စာရေးပါမယ် ဒါဆိုရင်ရှေ့ကပြောတဲ့ခန်းကြီးပါနောက်ကရောင်းတဲ့ခန်းကြီးပါရောင်းရမယ့်အရာတွေကိုပြောဖို့ဆိုလို့ရှိရင်မလုပ်ရမလဲဖက်ရမှာပေါ့ယောမီမဆိုတဲ့ဖက်တယ်ဒါကဒီတာဘဲမဆိုတဲ့စားတဲ့ခန်းကြီးပါဒါဒီနော်မီမဆိုတဲ့တောက်တဲ့ခန်းကြီးပါနောက်မှာလူလေးတယောက်ပို့လာတယ်ဒါပေမဲ့ဒီရှေ့ကဟာလီမာလေးနည်းနည်းလေးကွက်လေးချက်ရှိတယ်ပေါ့ဒီချာလေးရောတတိထားကြည့်ပြပါဗဇက်ကနေပြီးတော့ထောင်ပေါင်းများစွာသောစကားတွေကိုပြောမယ်ပေါ့ဟာနာရှိမဆိုတဲ့စကားဟာနာရှိမဆိုတဲ့စကားပြောတဲ့ခန်းကြီးပါဟာနာရှိစကားဆိုပြီးတော့လဲတောင်းပါတယ်ခရုတွေဒီမှာဆိုရင်အပေါ် ်သည့်မျက်လုံးရဲ့ rarity ကပါပဲမျက်လုံးပါတဲ့ခရူတွေကို khaimas khaimas ဝယ်ပါမယ်တဆိုတဲ့လေခွက်တွေဘေးမှာဂျေးဒီခန္ဓာတော်ကြီးကျယ်ပေါ့နော်ခန္ဓာတော်ကြီးကျယ်ဆိုဆိုတဲ့ radical လေးပါဒါခန္ဓာကြီးကျတဲ့လေခွက်တွေရှိတာဒီမချီဆိုတဲ့မြို့ပေါ့နော်ဒါမှမဟုတ်ရင်ဂျေဝင်နေတဲ့ဂျေလေခွက်တွေဘေးမှာရောက်သွားတာနဲ့ဂျေဝင်တာဒီမချီဆိုတဲ့မြို့သူတွေလို့မှတ်ထားလို့လည်းရပါတယ်ဒါကတော့တဲရဆိုတဲ့ဖရာကြောင့်ခန်းကြီးပါအမေဆိုတဲ့မိုးရဲ့ မိုးရဲအောက်မှာလေခွက်ထဲမှာမှာအစည်းချောင်းလေးဘယ်လိုပြောမလဲထုတ်ချောင်းလေးထွက်နေရပေါ့နော်အဲ့တော့မိုးရတဲ့အခါမှာလေခွက်ထဲကနေလျှက်စည်းချောင်းလေးထွက်လာပါတယ်ဒန်းဆိုတဲ့လျှက်စစ်ခန်းကြီးပါဒါကတော့ခရုမဆိုတဲ့ကားဖြစ်ပြီးတော့ဒီနှစ်ခုတွေ့လိုက်တဲ့အခါမှာဒန်းရှဆိုပြီးတော့ယထာခန်းကြီးလေးတစ်လုံးထွက်လာပါတယ်ဒန်းရှလေခွက်ရဲ့တစ်ပင်ရဲ့ရှိတာဒီအရှိရဲ့ဖြစ်ပါတယ်ဝတရှိတို့ဟီကာရှိဆိုတဲ့အရှိရဲ့ပါ အရှိရဲ့နဲ့ဆက်ညင်ဘက်ကတော့နီရှိဆိုတဲ့အနာဝရပါပြီးလို့ရှိရင်တော့ဝတဂျီတို့မီနာမီဆိုတဲ့တောင်ခီတာဆိုတဲ့မြဟီကာရှိနီရှိမီနာမီခီတာနောက်တစ်ခုကကြတော့ဒါဒီနန်းဆိုတဲ့နာနီနန်းဆိုတဲ့အမေစကလုံးလေးပါနှစ်ခုကိုအလေကောင်ကနေတဝက်ဝက်လိုက်ပါမယ်ဟမ်သူတို့နှစ်ခုကိုတွဲမဲ့ပါမယ်ဟမ်ဘွန်ဆိုတဲ့တဝက်ပါဟမ်ဘွန်တဝက်ဒီခန်းကြီးဒီဝတဂျီတို့ဖုန်ဘွန်ဘွန်ဆိုပြီးမိနစ်တင်ပါလေသုံးပါတယ်ဒါကတော့တာ ဘက်ဆက်ကတတာဘာလို့တတာလဲဆိုရင်ယူလို့တတာပေါ့ယူဆိုပြီးတော့သုံးပါမယ်ဒါဒီဟိုးဟိုးဆိုတဲ့နီလန်ခန်းကြီးခတ်တာဆိုတဲ့နီလန်မှာယူရဲ့ခတ်တာရဲ့ပေါင်းလိုက်တဲ့အခါမှာဒါဒီဂတာဖြစ်သွားပါတယ်ယူဂတာဆိုတဲ့ညက်နေပါဒီနှစ်ခုလေးတွေ့မှာပါယူဂတာညက်နေအမိုးရဲ့အောက်မှာရခတ်တာကနာရဲ့ရလေးနဲ့တူတယ်ပေါ့နော်အမိုးရဲ့အောက်ကရသွားတာဒီ ရဆိုတော့ရလို့မှတ်ပါမယ်အမိုးရအောက်ကရသွားတယ်ဘယ်တော့မှရသွားတာလဲဆိုလို့ရှိရင်အီမဆိုတဲ့အခုအီမဆိုတဲ့အခုခန်းကြီးပါတေရဆိုတဲ့ဘုရားကျောင်းရဲ့ရှိမှာနိချိနိရလေးတဲ့တွေ့လိုက်တဲ့အခါမှာဘုရားကျောင်းသွားမယ်နိမှာအချိန်လိုတယ်ပေါ့နော်ဘယ်နှနာရီသွားမှာလဲဆိုပြီးမေးလို့ရတယ်အချိချီလာနိချီလာအဲ့တော့ဂျီဆိုတဲ့နာရီခန်းကြီးပါတို့နှစ်ခုကိုလည်းတွေ့မှတ်ပါမယ်ဂျီကန်ဆိုတဲ့ကြာချိန်မှာသုံးပါမယ်ဂျီကန်ကြာချိန်တာချီမဆိုတဲ့မတရတာခိဆိုတဲ့တစ်ပင်မတရနေတဲ့တစ်ပင်ရဲ့ဘေးမှာလေဒါဒီပစိန်ခက် radical လေးပါမတရနေတဲ့တစ်ပင်ရဲ့ဘေးမှာ ပတ်စိန်လေးရှိတယ်။ဘာလို့ပတ်စိန်လဲဆိုရင်တော့အတာရရှိဆိုတဲ့တစ်တဲ့ပတ်စိန်ပေါ့။မတရက်ဒီနေတဲ့တစ်ပင်ရဲ့ဘေးမှာပတ်စိန်အစ်စ်ကလေးရှိပါတယ်။အတာရရှိဆိုတဲ့တစ်တော့သူ့ရဲ့ဆန့်ကျင်ဘက်ဒီဖူရူအီဆိုတဲ့ဟောင်းနွမ်းတော့အပေါက်၁၀ပေါက်တောင်ရှိမှာတော့ဟောင်းမီပေါ့ဖူရူအီဆိုတဲ့ဟောင်းနွမ်းတော့ဒါကတော့နာဂါအီဆိုတဲ့ရှည်တဲ့ခန်းကြီးဖြစ်ပါတယ်။အမိုးရဲအောင်မှာပြီးရင်ဒီနာဂါအီကိုထပ်ပြောခြင်းပါတယ်။ချောရှည်တဲ့လူတွေကချောတယ်ပေါ့နော်။ဘုချောခချောရှချောတွေမှလည်းတုံးတယ်။ခူချောဆိုပြီးတော့ကြောင်းအုပ်ကြီးတွေမှလည်းတုံးလို့ရပါသေးတယ်။ နောက်တစ်ခုကအမွေးရဲ့အောက်ကကောင်မလေးကရာစုဤဆိုတဲ့ဈေးပေါ်တာတွေကိုကြိုက်ပါတယ်။နှစ်ခါတိုက်ရတယ်ဆိုမှတော့များလို့ပေါ့။အိုးဤဆိုတဲ့များတော့သူ့ရဲ့ဆန့်ကျင်ဘက်ကစုခုနိုင်ဓမ္မမလို့ရှင်စကိုရှိဆိုတဲ့နည်းနည်းလေးဖြစ်သွားပါတယ်။ဝါတရှိတို့ရှေ့မှာအာချီးဆိုင်လေးကိုမှထက်ပြတ်ပါပေါ့နော်။ချီးဆိုင်ဆိုတဲ့သေးတာလေးကိုမှထက်ပြတ်မယ်။ဘယ်လောက်ထက်ပြတ်မှလဲဆိုနည်းနည်းလေးထက်ပြတ်ပါမယ်။ အဲ့တော့စုခိုးရှိဆိုတဲ့နည်းနည်းဆိုပြီးမှတ်လို့ရပါသေးတယ်။ဒါဒီနိအောက်ကဒီခြေတော့အဲ့တော့ခြေတော့နှစ်ချောင်းပေါ့နော်ခြေတော့နှစ်ချောင်းဒီမုတ်တိုဆိုတဲ့မူလာပါပြီးရင်ဂန်းဆိုပြီးတော့လည်းသုံးပါမယ်။ဂန်းကတော့ဒါနဲ့တွဲမှာပါ။ဂန်းခိဆိုတဲ့ကျမကြီးပါဂန်းခိဒါကခိဆိုတဲ့စိတ်ဖြစ်ပါတယ်။နောက်ဆုံးခန်းကြီးလေးလုံးကတော့တူရှိဆိုတဲ့နှစ်ပါနန်းဆိုပြီးတော့လည်းသုံးပါသေးတယ်။နန်းဒါမှမဟုတ်ရှင်တူရှိပေါ့။ ကဲဒါဆိုရင်တော့ဝတ္တကြီးတို့ invite ခန်းကြီးအာခန်းကြီး master စာအုပ်ရဲ့ SRS ဆုံး138လုံးလုံးကို revision ပြန်ပေးခဲ့တာဖြစ်ပါတယ်။စာတင်ပြီးနည်းနည်းညနေမှလောက်ရတာဖြစ်တဲ့ကြောင့်မလို့အာဗဇက်ကနည်းနည်းလေးအမှားလေးတွေပြောပြောမိခဲ့သည်ရှိတော့ဖြည့်ဆွက်ပြီးတော့နားလည်ပြကြပါ။ဝတ္တကြီးအရင်ညှင်းနေပြီဖြစ်တဲ့ကြောင့်မလို့ စာတင်ထားတာတဏီကုံစာတင်ထားတာလည်းဖြစ်ဖြစ်တဲ့ကြောင့်မလို့လူကအရန်လေးပင်မနေပေါ့နော်ဒီပြီးကန်နီးလေးကိုမှအတိအကျစူးစမ်းစူးစမ်းပြီးတော့ညနေတဲ့ချိန်နေပြီးတော့တင်ပြတာဖြစ်ပါတယ်အမားတစ်စုံတရားပါခဲ့သည်ရှိသောစစ်တဲ့စိတ်နဲ့နားလည်ပြီးကြည့်ပြကြပါလို့တောင်းဆိုပါတယ်ခဲ့ဒါဆိုရင်ဝတ္တရှိရဲ့ဗီဒီယိုလေးကိုဒီမှာပဲရပ်ပြစီကြာမာတာနဲ့နောက်ရက်မှနောက်ဆုံးရက်တရက်ပဲကြာမာတော့တယ်အဲ့ဒီမှာပြန်တွေ့ကြမယ်နော်ဘိုင်ဘိုင်ဝေယဆမီ